တတင်းကျုပ်ဆိုရင်သူ့ဖိုးဖွားလာကတော့တဲ့ချိန်တော့ပဲတွေ့တာပေါ့အာမိနစ်ကတော့တွေ့ဖြစ်တယ်ဒါပေမဲ့ဒီတနေ့တော့သူမရောက်လာဘူးသူကိုယ်ဝန်ဆောင်ထားရတယ်ဆိုတော့လေကလေးလေးကိုယ်ဝန်ဆောင်ထားရတယ်ဆိုတော့သူမရောက်လာတော့မဆုံးဖြူဒီလိုပဲကိုတူမတွေဩကလေးတော့မွေးကြပြီကလေးတော့မွေးကြပြီစီဒီဘောပဲပေါ့တယောက်ပြီးတယောက်ကြုံလာတာဟုတ်တောင်ကြီးနဲ့ဒီတောင်ကြီးတစောင်းတိုင်းကကင်းကွာလို့မရဘူးလေနော်စိတ်ကောလူရော ဒီချိန်ရောက်ပြီဆိုရင်ဘယ်နေရာရောက်ရောက်ဘယ်ကဘာရောက်ရောက်ပေါ့ဘယ်မျိုးရောက်ရောက်ပြန်ချင်ကြရတယ်တောင်ကြီးသားတွေကတော့လေဒီနေ့ဖွင့်ပွဲလေးကနေစပြီးတော့လာမယ့်ရက်ပေါင်းများစွာအထိ HK Beauty and Salon တက်မကအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်။တောင်ကြီးမြို့မှာစိုင်းကြီးဆိုင်ကောင်းလေးတစ်ဆိုင်သွလာလို့ဝမ်းသာပါတယ်။အေးပေါ့တောင်ကြီးနဲ့ဒီတောင်ကြီးတဆောင်တိုင်းကဟိုသူ့ရဲ့ဟိုစီလင်းပြောရင်တင်းကွာလို့မရဘူးလေနော်။စိတ်ကောလူရောဒီချိန်ရောက်ပြီဆိုရင်ပဲနေရာရောက်ရောက်ပဲကဘာရောက်ရောက်ပေါ့။ဘယ်မျိုးရောက်ရောက်ပြန်ချင်ကြရတယ်တောင်ကြီးသားတွေကတော့လေ။အဲ့လိုတော့ရှိတာပေါ့။အဝေးရောက်နေရင်တော့လေတမျိုးလေးလွမ်းတာပေါ့လေ။ကုံမျိုးရဲ့ဝဲကိုကုံမျိုး မားမျိုးကိုလွမ်းတယ်ပြီးရင်သူနဲ့ထပ်တူကြတဲ့သူ့ရဲ့ဘွဲတော်ဖြစ်တဲ့တစောင်းတိုင်းဟောတော့ထပ်တူလွမ်းတဲ့တဘောဖြစ်တာပေါ့အိမ်ကိုလွမ်းတယ်တစောင်းတိုင်းဘွဲကိုလွမ်းတယ်ဒီတဘောပါပဲအဲကျွန်တော်တို့ကတော့ဒီလိုပါပဲအာဘာဆိုင်လေးတွေမှာရှင်းလေးတွေဆိုတယ်ပေါ့ဘယ်တော့ပါပဲကျန်တာကတော့တိတ်မြတ်မြတ်ဆဆလည်းမရှိပါဘူးတချင်းအစ်တွေကြတော့လဲအချိန်နေရပဲလုံနေတဲ့တဘောပါပဲဝေသားတချင်းလေးတွေ ြာလာတော့လဲတိုးကုန်ပါဆိုလို့ဆိုတဲ့အစိတ်နဲ့ပဲ6နှစ်လောက်ရှိပြီဆိုတော့တပုတ်စားနှပုတ်စားလေးတွင်းဖြစ်တယ်တလပါပဲအဆင်ပြေသလိုလေးကြည်ရတာလေးเนาะသူများတွေလည်းအဆင်ပြေလားအဲကိုရီလည်းဒီလိုပဲလေအဆင်ပြေသလိုနေပြီးတော့လှုပ်ရတယ်ဆိုတော့သူကဈေးကွက်ကပြတ်နေတာဟုတ် CD ဈေးကွက်ကမရှိတော့ဘူးလေအဲ့တော့ YouTube ပေါ်တွေအဆင်ပြေသလိုတွားကြရတော့เนาะအတောင်ကြီးကတော့တိတ်ပစိုးဖြစ်ပြကျွန်တော်တို့ဒီ အများအားဖြင့်မန္တလေးတစကွဲမှာတော့အများဆုံးဆိုဖြစ်တာပေါ့တောင်ကြီးသား volume 1 2 3 4ဆိုပြီးတော့ကျွန်တော်တို့ညီကိုတွေတော့တွားပြီးဆင်းဆိုတဲ့ဟာတော့ရှိတယ်ရန်ကုန်ဆိုလဲအဲ့လိုပဲမနေဖြစ်တော့ပါဘူးရန်ကုန်မှာကြာပါပြီ၅နှစ်ကျော်ပြီပေါ့အာသူနဲ့မတွေ့တာတနည်းလောက်ရှိပြီတနည်းလောက်ရှိပြီ ူကတင်းကျုပ်ဆိုရင်သူ့ဖိုးွားလာကတော့တဲ့ချိန်လောက်ပဲတွေ့တာပေါ့အာမိနစ်ကတော့တွေ့ဖြစ်တယ်ဒါပေမဲ့ဒီတနေ့တော့သူမရောက်လာဘူးသူပုံပုံဆောင်ထားရတယ်ဆိုတော့လေကလေးလေးပုံပုံဆောင်ထားရတယ်ဆိုတော့သူမရောက်လာတော့မဆုံဖြူဘောလဲဟိုရောက်ရင် တချင်းတိုက်ပြီးနောက်ရက်ဆိုပြီးနောက်ရက်တန်းပြန်ဆိုတော့မတွေ့ဖြစ်ဘူးဖြစ်တယ်အဲကျွန်တော်ကကျွန်တော်ကျွန်တော်ဒီမှာတူမတွေအများကြီးလေဒီမတွေအများကြီးဆိုတော့တူရှေ့မှာလဲအဲ့လိုမက်ဆီရှေ့တွေကြီးလာ တူတူမအကြီးဆုံးဆိုရင် ငယ်ငယ်တော့အယုတ်တူတူစော့တာအဲတူတော်ကလေးမွေးပြီဆိုတော့လေအဲရှေ့မှာလည်းအဲ့လိုဆိုတော့အတွေ့အကြုံရှိတာပေါ့ဒီလိုပဲကိုတူမတွေဩကလေးတော်မွေးကြပြီကလေးတော်မွေးကြပြီဒီသဘောပဲပေါ့တယောက်ပြီးတယောက်ကြုံလာတာပေါ့အဲစီမှာတော့နည်းနည်းဆိုက်ပေါ်တော့နည်းနည်းဝေးပြီးတော့ပေါ့နော်ကွာလည်းငယ်တော့ကူးဟန်ထုံးနေပေါ့နော်သူတို့ကပ်ပြီးတော့ပေါ့တော့ကောင်းမလေးလေးဆရာမစားဘူးလေအဲ့လိုပြောရဲကွာတော့ကူးလေးဆိုတော့သူကအများမွန်းတယ်လေ တို့တချင်းရဲ့လည်းမဟုတ်ပေါ့လေဒီချိန်မှာတချင်းလေးနားထောင်ပြီးတော့အစိတ်အပန်းပြေနိုင်ကြတယ်ဆိုရင်လည်းတော့ဝမ်းသာပါတယ်ကျွန်တော်တို့လည်းအဲ့လိုပဲစိတ်အပန်းပြေဖို့ပဲတချင်းလေးတွေစုပြနေတဲ့ဘောပါ